ျမရဲ့အာမခံဝယ်တဲ့အရာကဘာကြောင့်အရေးကြီးလဲဆိုတာကိုကျမဒီချိန်လေးပြောလာရတဲ့အကြောင်းရင်းကရှိတယ်ပေါ့နော်ပြီးတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမကိုယ်တိုင်ဂျုံတွေ့ခဲ့တဲ့အကြောင်းအရာလေးနဲ့ပြောချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ပေါ့နော်ပြီးခဲ့တဲ့နှစ်ကကျမအကိုပေါ့နော်သူဒီကားနဲ့ဆိုင်ကယ် accident ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာဒဏ်ရာအကြီးကျယ်ရသွားတယ်အဲ့လိုရသွားတာဘာလဲဆိုတော့သူ့ရဲ့လက်တွေ ခြေထောက်တွေမှာဒဏ်ရာအကြီးကျယ်ရသွားတယ်လုံးဝအဆိုးရင်ရတဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာကျမတို့သူ့ကိုဆေးရုံပို့လိုက်တယ်ပေါ့ဆေးရုံပို့တဲ့အခါမှာဆေးရုံကဘာကိုအရင်ဆုံးတောင်းလဲဆိုတော့ဒီသူ့ကိုဆေးရုံတင်ဖို့အတွက်ကုသမှုဈေးတွေဖြစ်ဖို့အတွက်ပေါ့နော်အဆေးရုံဈေးကိုမလင်းငွေတပေါင်းတောင်းနေပေါ့နော်အဲ့လိုမျိုးတောင်းတဲ့အခါမှာကျမတို့ကပတ်စံအာမရှိဘူးပတ်စံအကြက်တဲဖြစ်တယ်ပေါ့နော်အဲ့လောက်ငွေမောက်အများကြီးကျမမှလည်းမရှိဘူးကျမတို့မိသားစုတစ်စုလုံးပေါင်းလိုက်ရင်လည်းမရှိဘူးပေါ့နော် ဲ့လိုမျိုးဖြစ်တဲ့အခါမှာကျမတို့တခြားနီးလန်းတွေရှာကြည့်တယ်တခြားနီးလန်းတွေတွေးကြည့်တယ်ဘလို့မှအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အခြေအနေကအရန်ဆိုးရတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်ကျမတို့အဲ့လိုမျိုးတခြားနီးလန်းရှာလို့မရဘူးပေါ့နော်အဲ့အချိန်မှာပဲ ီပတ်စံမပေးနိုင်လို့ရှိရင်ဆေးရုံကနေအာဆင်းပါဆေးရုံကနေချင်းချမယ်ငါတို့ဘာကုသမှုမှမပေးနိုင်ဘူးဆိုပြီးတော့အဲ့လိုမျိုးဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေရှိတော့မှကျမတို့ကြုံခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးကြုံခဲ့ရတဲ့အချိန်ကကျမတို့မိသားစုအတွက်အရန်ကိုအာကြောက်စရာကောင်းတဲ့အချိန်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ကလည်းကိုယ့်ကိုယ့်ရဲ့ဒီကျမ်းမာရေလူတယောက်ရဲ့တည်ရရှင်ရင်နဲ့ ကြုံတွေ့နေရတာမျိုးဖြစ်တယ်လို့တစ်ဖက်ကလည်းကျမတို့မှာအဲ့လောက်ထိငွေအခြေမတက်နိုင်တဲ့အခါမှာဒီအခက်ခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်ဖြတ်တန်းခဲ့ရတယ်ပေါ့နော်သူလိုအပ်နေတဲ့ကျမရဲ့ကုသမှုကိုအချိန်မီကျမတို့ကမပေးနိုင်တဲ့အခါမျိုးမှာဘာဖြစ်သွားလဲဆိုတော့အခုအချိန်မှာကျမကိုကဒီချေအောက်ပိုင်းပေါ့နော်မတန်ဆွမ်းတဲ့အဲအနေထားမျိုးဖြစ်သွားတယ်အလုပ်လည်းမလုပ်နိုင်တော့ဘူးပေါ့နော်ဒီဟာရဲ့နောက်ဆက်တွဲအဖြစ်အဲ့ဒီအတွက်ကြောင့်ကျမတို့မိသားစုထဲမှာလည်းစိတ်မကောင်းများစွာဖြစ်ရတယ်ပေါ့နော် အကိုကအဲ့လိုမျိုးဒီအောက်ပိုင်းမှာသူလှုပ်ရှားမှုမေးလှုပ်ရှားလို့မရတော့တဲ့အခြေအနေမျိုးဖြစ်သွားတဲ့အခါမှာဘာတွေအဲ့ဒီရဲ့ဆိုးကျိုးကဘာတွေဖြစ်လာလဲဆိုလို့ရှိရင်သူကအိမ်မှာဘာပဲဖြစ်ဖြစ်ဝင်ဝင်ရှာတဲ့သူပေါ့နော်ဝင်ဝင်ရှာတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်သူအဲ့လိုအခြေအနေဖြစ်သွားတဲ့အခါမှာကျမတို့မိသားစုအတွက်ဝင်ဝင်မရှာနိုင်တော့ဘူးမလုပ်ပေးနိုင်တော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာကျမတို့ကလည်းကျမကြီးအာမခံမဝယ်ထားတဲ့အတွက်ကြောင့်ဒီ သူ့ရဲ့ကုသမှုနဲ့ပတ်သက်တဲ့ပတ်စံတွေကိုအချိန်မီလဲမပေးနိုင်တဲ့အတွက်ကြောင့်ဒီသူအခုလိုမျိုးအခြေအနေနဲ့ကြုံတွေ့ရပြီးတော့နောက်ကျသွားတာမျိုးဖြစ်သွားခဲ့ပါတယ်ဆိုတော့ကျမကဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ကိုဖြတ်တန်းခဲ့ရတဲ့ကိုဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုကိုပဲအသိဆုံးပေါ့နော်အဲ့လိုအခြေအနေမျိုးယူထပ်ပြီးတော့လည်းမကြုံချင်ဘူးထပ်ပြီးတော့လည်းမဖြစ်ချင်ဘူးပေါ့အဲ့ဒါကြောင့်မလို့ကျမကအခုနောက်ပိုင်းမှာကျမရဲ့မိသားစုဝင်တွေအတွက်ပေါ့ကျမတော်ပေါ့ကျမရဲ့အမခံကိုဝယ်တဲ့ကျမဘေးနားမှာရှိတဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကိုလည်းဖြစ်နိုင်ရင်ကျမက အမြဲတမ်းတိုက်တွန်းနေပေါ့နော်ပြောပြပေးတယ်ဘာကြောင့်ကျမ်းမာရေးအာမခံကဝယ်သင့်လဲကျမ်းမာရေးအာမခံကဘာကြောင့်အရေးကြီးလဲဆိုတာကိုသူတို့ကိုပြောပြတယ်ဘာလို့လဲဆိုတော့ပိုဖြစ်ခဲ့တဲ့အခြေအနေမျိုးသူများကိုလည်းမဖြစ်စေချင်ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးကြီးမဖြတ်တန်းစေချင်တဲ့အတွက်ကြောင့်ကျမကသူတို့ကိုကျမ်းမာရေးအာမခံကိုဝယ်ပါဒုက္ခတွေနဲ့သက်ဆိုင်တဲ့ကျမ်းမာရေးအာမခံကိုဝယ်ပါဝယ်ပါဆိုပြီးတော့ကျမအမြဲတမ်းတိုက်တွန်းဖြစ်တယ်အားပေးဖြစ်တယ်ပေါ့နော်ကျမကိုယ်တိုင်လည်းကျမမိသားစုအတွက်ဝယ်ထားဝယ်ယူထားတာဖြစ်ပါတယ် အဲ့ဒီလိုကျမရဲ့ဒုက္ခသည်ဆိုင်ရာကျမရဲ့အာမခံဝဲခြင်းအဖြစ်တင်းနေတဲ့မိသားစုရဲ့အနာခံမှာဖြစ်လာမဲ့အခြေအနေမျိုးတွေတစ်ခုတစ်ခုရှိလာတဲ့အခါကျရင်ကာကွယ်နိုင်မှာဖြစ်တယ်လို့အနောက်နေနေတာမျိုးတွေ့ဝေနေတာမျိုးမလုပ်ဘဲနဲ့အခုပဲတင်သွားဝယ်လိုက်ဖို့ကျမကတော့တင်ဖို့အားပေးပါတယ်